ျွန်တော်နာမည်ကိုနိုင်လင်းပါကျွန်တော်ကအသက်30ဝန်းကျင်ဘဝရည်ရည်မှုအတွက်မြို့ပြနဲ့ဝေးလံတဲ့ကျောင်းမီးသွေးတွင်းဟောင်းတစ်ခုမှာလုံခြုံရေးစောင့်ဖြင့်အလုပ်ဝင်ခဲ့ရတယ်အဲ့ဒီအလုပ်ကတူတဲ့တာဝန်ယူရတဲ့အတွက်အလွန်အမင်းထိကျန်နေရတယ်ဒီနေရာက ပြန်မလောကနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့တောင်တန်းတွေကြားမှာတွင်းရဲ့အဝင်ဝမှာရုံကားငယ်တစ်ခုသာရှိပြီးတော့ပြင်းထဲမှာတော့ရန်ကြောင်ရှုပ်ထွေးလာတဲ့မြောက်လိုင်ကောင်းပြီပဲရှိတယ်အဲ့ဒီနေရာမှာကျွန်တော်ရဲ့တစ်ခုတည်းသောရန်သူဟာ အမောင်သူပဲလို့ကျွန်တော်ထင်ခဲ့တာအချိန်ကစောင်းလွှဲရဲ့အေးအေးဆုံးချိန်ညဘက်တွေမှာအပူချင်းကတုံညာနာကတ်နေတယ်လေပင်းတွေတိုက်ခတ်လို့တွန်းဝါကတန်ချောင်းဟောင်းတွေကတတိကြီးမြည်နေတတ်တယ်အဲ့ဒီအတန်တွေကကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာဖြစည်းမှုတွေကိုတဖြည်းဖြည်းတိုးလာစေခဲ့တယ်ကျွန်တော်စီမှာကျုံးမဲ့ဆက်သွယ်ရေးဆက်ရေဒီယိုတစ်လုံးသာရှိတော့တယ်ကျွန်တော်ကိုအပြင်လောကနဲ့ဆက်သွယ်ပေးမယ်ဒီခုတည်းသောအရာပဲဒါပေမဲ့ညာတိုင်းတွင်းရဲ့ပင်မဒါရာပိဆက်ဟာကျုပ်ပြခဏတာပြတ်တော့သွားတတ်တယ် ကျွန်တော်ဓမီနဲ့စစ်ဆေးပေမဲ့ဘာမှမတွေ့ရဘူး။ဒါဟာအထီးကျန်မှုကြောင့်ဖြစ်တဲ့ဖင်အောင်ထင်မှားပဲလို့ကိုကိုကိုအတင်းဖြေတွေးခဲ့ရတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ဟာဒဇုံတစ်ခုရှိနေတယ်ဆိုတာကိုစတင်ခံစားလာရတယ်။ညနေတဲ့အခါတွင်းရပောက်ကနားကနေပုတ်ဧပြီးဆူဆွတ်တဲ့အသားပုံနဲ့နဲ့တတ္တဝါတွေတွားသွားတယ်ကိုကြားနေရတယ်။တွင်းထဲကို မီးထိုးကြည့်ရင်ဘာမှမတွေ့ရဘူး။အလင်းရောင်ကြောင့်သူတို့ဟာနောက်ဆုတ်သွားတယ်ဆိုတာကျွန်တော်မသိခဲ့ဘူး။ အကြောက်ရဆုံးဖြစ်ပျက်ကတော့ကျွန်တော်နေ့စဉ်မတန်းရေးတဲ့စာအုပ်ကိုဂျုံငန်းစွဲပေါ်မှာထားခဲ့ပေးမယ်။နောက်တစ်ရက်မှာစာမျက်နှာတွေစုပ်ပြက်ကန်ထားရတဲ့ပုံစံနဲ့ဇပွဲအောင်မှာပြန်ကျင်းနေတာကိုတွေ့ရတာပဲ။ကျွန်တော်စတင်ပြီးကိုကိုကိုမယုံသင်တာဖြစ်လာတဲ့။ငါအိမ်မက်မက်နေတာလား။ဒါမှမဟုတ်ဒဇုံတယောက်ရှိနေတာလား။ကျွန်တော်ရဲ့ဂျုံငန်းထဲကိုဒဇုံတစ်ခုကဝင်ရောက်နေခဲ့ပြီ။တညမှာကျွန်တော်ရဲ့တန်တရားတွေဟာအပြည့်ဖြစ်ပြတဲ့အဖြစ်ပြောင်းလဲသွားခဲ့တယ်။ကျွန်တော်ဂျုံငန်းရဲ့ပြတင်းပေါက်ကို ကစုံတစ်ခုကရက်ခွဲလိုက်တယ်။မှန်ခွဲတဲ့နဲ့အတူအသားပုံးနဲ့ပြင်းပြင်းနဲ့ထွက်တော့တဲ့လက်တစ်ဖက်ကဒီရင်ပေါက်ကနေဝင်လာပြီးတော့ကျွန်တော်ကိုဆွဲခေါ်ကိုကြိုးစားတယ်။အဲ့ဒါပါလဲ။ကျွန်တော်ရုံးခန်းကိုဆုံးခါပြီးတော့အဲ့ဒီမြောက်တွင်းထဲကိုအတင်းကျပ်ဆင်းပြေးရတယ်။မြောက်လိုင်ကောင်းကြီးထဲမှာကျွန်တော်လက်ထက်ကဓမီရဲ့တန်တူရင်တစ်ချောင်းရဲ့ရေဘူးတဘူးရဲ့သာရှိတယ်။တွင်းထဲမှာအလင်းရောင်လုံးဝမရှိတာကြောင့်ဓမီဟာကျွန်တော်ရဲ့အသက်သွေးကြောဖြစ်နေတယ်။ဓမီအကုန်သွားခဲ့တာနဲ့ကျွန်တော်သိရတော့မယ်။ အမောင်တို့ကကျွန်တော်ကိုပြိကျိတ်ထားတယ်လို့ပဲဒါကဘလို့တတ္တဝါတွေလဲကျွန်တော်တခါမှမမြင်ခဲ့ဘူးဘူးကျွန်တော်လှိုင်းကောင်းထဲမှာတိတ်တဆိတ်ပေါင်းအောင်နေတော့ခြေနားကနေညှိဆိုးတဲ့အနံ့နဲ့အတူဒါနေတဲ့တတ္တဝါတို့ရဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒါတွေကဘာတွေလဲလို့ကျွန်တော်တွေးနေတော့လှိုင်းကောင်းရဲ့အဆုံးနာမှာကျွန်တော်ရဲ့ရန်သူမြောက်ပုံမွားတကောင်ကိုဓမီအောင်နဲ့ထိုးကြည့်လိုက်တယ်သူတို့ရဲ့ပုံစံကပင့်ခုတကောင်ရဲ့ပုံစံနဲ့တူပေမဲ့အလေးရံကိုကြောက်တဲ့တတ္တဝါလိုဖြစ်ပြီးတော့ အနံ့ခံအာယုံကိုပဲအသုံးပြုပြီးကျွန်တော်ကိုရှာဖွေနေကြတယ်။သူတို့ကအလင်းရောင်ကိုလုံးဝမခံနိုင်ကြဘူး။ကျွန်တော်ဟာမြောက်ကပွားရင်ကမှတိတ်ဆိတ်စွာနဲ့ပုံအောင်နေရတယ်။လမ်းမီမပြတ်တော့အောင်လက်နဲ့အတင်းဖိကြိုင်ထားရတယ်။ဒါဟာရှင်သန်မှုတော့တိုက်ပွဲတစ်ခုပဲ။နောက်ဆုံးမှရန်သူတကောင်ကကျွန်တော်ရဲ့အနံ့ကိုရှားသွားပြီးကျွန်တော်စီကိုပြေးဝင်လာခဲ့တယ်။ကျွန်တော်တန်တူရွင်းနဲ့တတ္တဝါကြီးကိုအားကုန်ရိုက်ခတ်ပြီးလမ်းမီကိုအဲ့ဒီတတ္တဝါရဲ့မျက်နှာစီကိုကဲတဲ့ထိုးလိုက်တယ်။ ျွန်တော်ကအဲ့ဒီတက်တော့ကိုကြော်လွားပြီးတော့အားကုန်ခန်းလို့နေပါခိကတန်းရများစွာနဲ့မြောက်ကနေထွက်ပေါက်ဟောင်းတစ်ခုကိုအသုံးပြုပြီးတော့မနဲ့မူးမလင်းကျင်အပြင်လောကကိုပြန်ရောက်လာခဲ့တယ်။ကျွန်တော်အဲ့ဒီတွင်းဟောင်းကနေနိုင်မောင်းမြောက်စွာဝေးတဲ့ရွာတရွာကိုရောက်သွားခဲ့ပြီးအကူအညီတွေရခဲ့တယ်။ကျွန်တော်အသက်ရှင်ခဲ့ပြီမဲ့အမောင်တို့ကိုပြင်းထန်စွာကြောက်ရွံ့ခဲ့သူဖြစ်သွားခဲ့တယ်။ညာတိုင်းကျွန်တော်အိပ်ပေါ်တော့မယ်ဆိုရင်မြောက်ပူမွားရဲ့တွားသွားတဲ့ကိုအိယာဘေးနားကနေကြားနေရသူခံစားရတယ် အမောင်တို့ထဲမှာတယောက်တည်းကြံနေရခြင်းဟာသိချင်းတရားထက်ပိုဆိုးတဲ့ထိတ်လန့်မှုပဲဆိုတာကျွန်တော်သိလိုက်ရပြီ